Hey, hi. How are you? အခုလုံးမဲ့ဆန်သက်ချက်လေးကတော့လောင်ကျုံမှုတစ်ခုဖြစ်ပေါ်မှုအတွက်အောက်ဆီဂျင်အမှန်တကယ်လိုအပ်သလားဆိုတာကိုဆန်သက်မဲ့ဆန်သက်ချက်လေးပဲဖြစ်ပါတယ်။ဒီဆန်သက်ချက်လေးအတွက်လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ gas jar အကြီး gas jar အသေးဒါမှမဟုတ်ရွေးစားမတူတဲ့ဖန်ခွက်နှစ်ခွက်အရွယ်တူဖျောင်းတိုင်နှစ်ချောင်းတို့ပဲဖြစ်ပါတယ်။ဒါဆိုဒီစမ်းသက်ချက်လေးကို စားလိုက်ကြရအောင်။ အရင်ဆုံးမီးထွန်းညှိထားတဲ့ဖျောင်းနိုင်တဲ့တိုင်ကိုတစ်ဖက်တစ်ချက်စီမှာထားလိုက်ပါမယ်။ gas jar တစ်ခုစီကိုဖျောင်းနိုင်တဲ့တိုင်စီပေါ်မှာတပြိုင်နက်တည်းအုပ်လိုက်ပြီးရင်တော့ဖျောင်းနိုင်လေးတွေကို ကြည်ပါ။ဟော gas jar အသေးထဲမှာရှိတဲ့ဖျောင်းနိုင်လေးကအရင်မီးငိမ့်သွားပါတယ်။ gas jar အကြီးထဲမှာရှိရဖျောင်းနိုင်လေးကတော့နောက်မှ မီးငိမ့်သွားပါတယ် ဘာကြောင့်လဲဆိုရင် gas ကြာအကြီးထဲမှာရှိတဲ့လေနဲ့ oxygen ပါဝင်မှုဟာ gas ကြာအသေးထဲမှာရှိတဲ့လေနဲ့ oxygen ပါဝင်မှုထက်ပမာဏပိုများတာမို့မီးတောင်ငယ်ကိုအချိန်ပိုကြာစွာလောင်ကျွမ်းစေခြင်းဖြစ်ပါတယ်။အခုစံသက်ချက်လေးရဲ့ရလဲအရာလောင်ကျွမ်းမှုတစ်ခုဖြစ်ဖို့ oxygen ရာပါဝင်ပစ္စည်းတစ်ခုလို့ဆိုနိုင်ပါတယ်။ဒါကြောင့်လက်တွေ့ဘဝမှာမီးတောင်အသေးဒါမှမဟုတ်မီးလောင်မှုအသေးစားဖြစ်တဲ့အခါ ရေစွတ်ထားတဲ့အဝတ်ထည်ထူတစ်ခုနဲ့ဖုံးအုပ်ပြီးမိငိမ့်တကြတယ်ဆိုတာတကယ်တော့မီးတောင်လေလိုအပ်တဲ့အောက်ဆီဂျင်ကိုဖြတ်တောက်ပစ်ပြီးမိငိမ့်စေတာပါပဲ See you again